အောင်ပါမကွေးတိုင်းစလင်းမြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအရသာပြည်သူ6ယောက်ကိုတပ်ဖြတ်မိရှို့သွားခဲ့ကြသလိုလူနေအိမ်တွေကိုလည်းမိရှို့ဖျက်ဆီးခဲ့တဲ့အတွက်လူနေအိမ်300ကျော်လည်းမိလောင်ပျက်စီးသွားတယ်လို့မင်းဘူးခန့်အမှတ်ငါတရင်ကပြောပါရယ်မေလ17ရက်နေ့ကစတင်ပြီးတော့စစ်ကြောင်းထိုးနေတဲ့အင်အား250ဝန်းကျင်ပါတဲ့စစ်တပ်နဲ့ပြူစောတိအဖွဲ့တွေကစလင်းမြို့နယ်ထဲကငတန်ခေါင် ဂွေကုန်းနဲ့စနေချောင်းကြေးရွာတွေကပြည်သူတွေကိုမိရှုတက်ဖြတ်သွားပြီးတက်ဖြတ်ခံရတဲ့အထက်မှာစစ်ဘေးရှောင်မျိုးသမီးတွေပါတယ်လို့တက်ကြီးရွယ်အိုတွေလည်းပါတယ်လို့မင်းဘူးခရိုင်အမှတ်ငါတက်ရင်ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်အဲ့ဒီစစ်ချောင်းကငတန်ကောင်းကြေးရွာနဲ့စနေချောင်းကြေးရွာကလူနေအိမ်60နီးပါးကိုမိရှုခဲ့တယ်လို့ဂွေကုန်းကြေးရွာကလူနေအိမ်60နီးပါးနဲ့ဦးတဲ့ကြေးရွာကလူနေအိမ်100နီးပါးကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါရယ်ရှင် စပယ်တင်ကာဇာမှာငပေးဆက်ရောက်ခံနေချိန်မှာအကူအညီအနေချင်းသာရောက်ရှိလာချိန်မေလ28ရက်ပုံတူနေ့ကကုလသမဂ္ဂကိုရောင်တစ်ခုကိုစာလောင်နေသူလူအုပ်စုအလုံးရင်းလိုက်ချိုးဖြတ်ဝင်ရောက်ခဲ့ကြပြီးအမေရိကန်ပြောင်စုဟာအစ္စရေးနဲ့ဟားမတ်တို့အကြားဖြစ်နိုင်ခြေရှိတဲ့အပြစ်ခတ်ရဲစဲရေးအတွက်စီးမြင့်သစ်တွေကိုပြင်ဆင်နေပါတယ်ကာဇာလေပိုင်းရှိကုန်းလောင်ရုံမှာလူနှစ်ယောက်တေဆုံးပြီးအများပြားဒဏ်ရာရရှိခဲ့ကြောင်းကမ္ဘာစားနပ်ရိက္ခအစီအစဉ်ကကနဦးသတင်းတွေအရသိရပါဗျ။ ကုလသမဂ္ဂအေဂျင်စီကလူတွေကိုသူတို့ငတ်ပြတ်တော့မှမဟုတ်ကြောင်းစိုးရိမ်မှုတွေမရှိတော့အောင်အစားအသောက်အကူအညီတွေကိုချက်ချင်းတိုးမြှင့်ပေးဖို့တောင်းဆိုခဲ့ပါတယ်။နိုင်ငံတကာဖိအားတွေအောက်မှာအစ္စရေးဟာဂါဇာမှာ၁၇ပတ်ကြာအကူအညီပိတ်ဆို့ထားမှုကိုလွန်ခဲ့တဲ့ဆယ်ရက်ကလေးကအဆုံးသတ်ခဲ့ရလည်းဖြစ်ပါတယ်။ကန့်သက်ထားတဲ့ကယ်ဆယ်ရေးပစ္စည်းပမာဏလောက်ကိုပဲကုလသမဂ္ဂတာမမဟုတ်အမေရိကန်ကြောထောက်နောက်ခံပြုဂါဇာလူသားချင်းစာနာထောက်ထားမှုဖောင်ဒေးရှင်း GHF ကလမ်းကြောင်းနှမျိုးနဲ့ဖြန့်ဝေခွင့်ပြုထားပါတယ်။ ဂါဇာကမ်းမြောင်ကလူတိုင်းအငတ်ပေးနေရင်ဆိုင်ရချိန်မှာ အစ္စရေးကပေးအပ်တဲ့အကူအညီပမာဏဟာသင်္ဘောနှိမ့်မြုပ်ပြီးမှအသက်ငယ်လေတစ်စင်းပေးလိုက်သလိုသာဖြစ်နေတယ်လို့ကုလသမဂ္ဂအရှိအလဲပိုင်းအထူးတန်တမန် Secret Card ကလုံခြုံရေးကောင်စီကိုပြောပါရရှင်။ ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်အီလွန်မတ်စ်ဟာသမ္မတဒေါ်နယ်ထရမ့်ရဲ့ဘတ်ဂျက်ဥပဒေကြမ်းကိုစိတ်ပြတ်မိတယ်လို့ပြောကြားခဲ့ပြီးမှ အစိုးရအကျိုးထိရောက်မှုဌာန DOJ ကိုဥဆောင်လာတဲ့ကာလအဆုံးသတ်တော်မှာဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။ ကျွန်တော်ရဲ့အထူးအစိုးရဝန်ထမ်းသတ်မှတ်ကာလအဆုံးသတ်တော်မှာဖြစ်တဲ့အတွက်အလဟသက်ဖြစ်တဲ့အသုံးစိတ်တွေရှော့ချဖို့အခွင့်အရေးပေးခဲ့တဲ့သမ္မတဒေါ်နယ်ထရန့်ကိုကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ DOG ဌာနမစ်ရှင်တွေဟာအစိုးရတစ်ခုလုံးရဲ့လုံရုပ်လုံစင်ဖြစ်လာတဲ့အမျှပုံမအားကောင်းခိုင်မာလာပါလိမ့်မယ်လို့ Max ကသူ့ရဲ့လူမှုကွန်ရက် X မှာရေးသားခဲ့ပါတယ်။အထူးဆွေရဝန်ထမ်းသတ်မှတ်ချက်အရတနစ်ကိုပြောင်စုတောင်းဝင်ရက်130အထိထမ်းဆောင်နိုင်ပြီးတက်တန်းတို့လို့ရပေမဲ့ရက်ပြည့်ချိန်မှာအနားယူလိုက်တာဖြစ်ပါတယ် ထရမ့်အစိုးရတက်လာတဲ့ဇန်နဝါရီလ20ရက်နေ့ကစတွက်ရင်မေလကုန်မှာတက်တန်းကုန်မှာဖြစ်ပါတယ်သမရထွန်းကကြီးကျယ်ပြီးလှပတဲ့ဥပဒေကြမ်းလို့တင်စားတဲ့ budget ဥပဒေကို mask ကဝေဖန်ခဲ့ပြီးမှအခုလိုထွက်ခွာဖို့တရားဝင်အတည်ပြုလိုက်တာဖြစ်ပါတယ်။ mask ကအခုလိုဝေဖန်ခဲ့ပြီးမှ Trump ကိုယ်တိုင်ကဒီဥပဒေကြမ်းကိုပြန်ညှိနှိုင်းသွားမှာဖြစ်ပြီးတချို့အချက်တွေသဘောကျပေမဲ့တချို့အချက်တွေကိုမကြိုက်ဘူးလို့ Trump ကတုံ့ပြန်ထားပါတယ်ရှင်။ မန်ယူအသင်းမှာဆက်ရှိမလားဆိုတာမပြောနိုင်သေးကြောင်းတောင်မန်ကစားသမားအန်တိုနီကပြောသွားပါတယ်။ဘရာဇီးကစားသမားဟာမန်ယူအသင်းမှာပွဲထွက်ခွင့်မရတာကြောင့်ဘတ်တစ်အသင်းစီအငှားပြောင်းရွှေ့ခဲ့ပြီး Golden League မှာဘောလုံးပွဲအထိတက်ရောက်နိုင်ခဲ့တာပါ။ဘောလုံးပွဲမှာရှုံးနေခဲ့တဲ့အပေါ်ငိုကြွေးခဲ့တဲ့အန်တိုနီဟာမန်ယူအသင်းနဲ့စာချုပ်ရှိသေးတာကြောင့်အသင်းစီပြန်သွားရမှာဖြစ်ပေမဲ့အနာဂတ်ကိစ္စဘယ်လိုလာမလဲဆိုတာဘယ်သူမှမသိရှိနိုင်သေးကြောင်းပြောခဲ့တာပါ။ လက်ရှိချိန်မှာနိုင်ငံလက်ရွေးစင်အတင်းနဲ့တောက်ပူအောင်မှာဖြစ်ပြီးအဲ့နောက်အားလက်ရရယူမှာဖြစ်ပြီးတော့အနာဂတ်ကိစ္စကို မန်ယူနိုက်တက်နဲ့ဆွေးနွေးတော့မှာဖြစ်ကြောင်းအန်တိုနီကပြောသွားပါတယ်ရှင်။ TV ယူမြင့်တန်ကြရဲ့မနက်၈နာရီသတင်းတွေကိုရှုစားကြရပါမနက်၈နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်ဆွက်ပြီးတော့တင်ဆက်ပေးအောင်ပါကျမတို့ဖူးဤနေပါကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် လက်နက်ကင်ပဏိပခတွေနဲ့စစ်ပွဲတွေကြားမှာရှင်သန်ရက်တည်ဖို့မိသားစုနဲ့အတူရှိနေခြင်းဟာခွန်အားတစ်ခုပါပဲတံပိုးထားချစ်ခင်ရတဲ့မိသားစုဝင်နေတဲ့အတူတူလုံခြုံတဲ့နေရာတခုကျွန်တော်တို့ဖန်တီးကြပါစို့ကိုပတ်ဝင်းကျင်မှာရှိတဲ့အရာဝတ္ထုတွေကိုတုံးပြီးတဆင့်ပြီးတဆင့်စနစ်တကျလှုပ်ဆောင်သွားမယ်ဆိုရင်တော့လုံခြုံစိတ်ချရတဲ့ဘုံခုခြင်းတစ်ခုကိုအမြန်ဆုံးဖန်တီးနိုင်ပါတယ် တကယ်တမ်းပြောရရင်ဒီဟာကဘုံခုချင်းတစ်ခုတည်းပူပါတယ်။ချစ်ချင်းမေတ္တာပြည့်နဲ့ဖန်တီးထားတဲ့အိမ်ထဲမကွာဘုံခုရာနေရာတစ်ခုပေါ့။ဒီနေရာကိုကျွန်တော်တို့လက်တွေနဲ့ပဲအတူတူဖန်တီးထားတာပါ။အတူတူဆိုရင်ကျွန်တော်တို့အားလုံးအတူတူဆိုရင်စိတ်ချလုံခြုံတဲ့အနာဂတ်တစ်ခုကိုတက်ညီလက်ညီဖန်တီးနိုင်ပါတယ်ကျွန်တော်တို့နဲ့အတူလုံခြုံစိတ်ချရတဲ့ဘုံခုချင်းတစ်ခုတည်ဆောက်ကြရအောင် မိသားစုတစုပုံးခုနိုင်မဲ့ဘုံခုချင်းတစ်ခုတော့၄ပေ၅ပေနဲ့နဲ့၈ပေ၆ပေအကျယ်ရှိတဲ့ချင်းတစ်ခုတူးရပါမယ်။ဝင်ပေါက်ကိုအဲပုံစံတစ်စစ်ချိုးထားပါ။နေရံနဲ့ကြမ်းကင်းတွေကနေရေမစိမ့်နိုင်အောင်ပလတ်စတစ်ခင်းထားပါ။အမိုးတော့၆လက်မပတ်လည်းတစ်လုံးခင်းရပါမယ်။တစ်လုံးမရရင်ဝနက်ထန်းလုံးနဲ့သုံးနိုင်ပါတယ်။လေဝင်ပေါက်အတွက်၄လက်မပတ်လည်း PVC ပိုက်နှလုံးကိုထွင်းထည့်ပါ။ဖုံမိုက်မဝင်နိုင်အောင်အဲပုံစံချိုးထားပြီးပါ။ ေါ်ကနေပလတ်စတစ်မိုးကာတံပြားပြင်ပြားခုခုခင်းမှာတဲအိတ်ဒါမှမဟုတ်မြေအိတ်တွေကိုအလျားတစ်ထက်အနံတစ်ထက်ထက်ခင်းပြီးပါပြီးမှဝက်ကက်ခင်းမှာမြေဖို့ပါရေမွေအောင်ကျင်းပတ်ပတ်လေမှာရေနှုတ်မြောင်တူပေးပါစောက်ပုံစောက်နီးနဲ့သေးစိတ်အချက်လက်တွေကိုတော့ Telegram channel, DVB TV, Facebook, YouTube တို့မှာကျူအာကိုစကန်ဖတ်ပြီးကြည့်ရှုလိုက်ပါ မိသားစုတိုင်းရှင်သန်ဖို့အိမ်ထဲမှာကွာပုန်းဖို့ဆို TVB ရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာ ကျွန်တော်တို့ရဲ့ပတ်စဉ်ထုတ်လင်းတင်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပါဇက်အငှားပေးစာများဖတ်ကြားခြင်းအစီအစဉ်ပြန်လည်စတင်ပါပြီခင်ဗျာဒီတစ်ပတ်မှာကျွန်တော်နဲ့အတူတူဖတ်ကြားပေးမဲ့သူကတော့မတ်တီလီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတ်တီလီဟုတ်ကဲ့ကိုအောင်ကျော်မင်္ဂလာပါရှင်ကျမတို့ရဲ့ပတ်စဉ်တင်ဆက်နေကြတော့တူတီဗီအစီအစဉ်ပြန်လည်ထုတ်လွှင့်မှုအချိန်ရောက်ရှိလာပြီပေါ့နော် ဒီတစ်ပတ်မှာပေးတာတွေထဲကမှာပထမဦးဆုံးဖတ်ကြားပေးခြင်းတဲ့စာကတော့စကိုင်းတိုင်းထီချိုင်မြို့နယ်ကပေးပို့လာတဲ့ရင်ဖွင့်စာနဲ့ရေသုံးစတင်ခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါတော်တူ DPP ရေကျွန်တော်ကတော့ထီချိုင်မြို့ကပါကျွန်တော်တို့ဒေတာဘက်မှာဖုန်းလိုင်းတွေပြတ်တောက်နေတာ6လဝန်းကျင်ရှိနေပါပြီ Wi-Fi စာရင်းတော့ဖွင့်ထားပါတယ်ဒါပေမဲ့လူစုလူဝေးနေရာဆိုတော့လေးရင်တန်းနေကြားရင်မသွားရဲတော့ပါဘူးလုပ်ငန်းကိစ္စတွေ တခြားဒေသကကုမိသားစုဝင်တွေကိုပြောစရာရှိတာတွေပဲဖြစ်ဖြစ်အရေးအကြောင်းတရွာနဲ့တရွာဆက်သွယ်စရာဖြစ်ဖြစ်တော်တော်ကြီးကိုအခက်ခဲတွေဖြစ်နေပါတယ်အင်တာနက်လိုင်းတွေဖြတ်တောက်ထားတာကလည်း၃နှစ်ကျော်လာပါပြီတဘာဝကပ်ပြီးရောစစ်ရောအကုန်ဖြစ်ပြက်နေတဲ့ခစ်ပြက်ကြီးတွေမှာအင်တာနက်လိုင်းမရရင်တော့အရေးအကြောင်းဆက်သွယ်စရာ ဖုန်းလိုင်းလေးတော့ပြန်ရချင်ပါတယ်လူသားချင်းစာနာတော်အဖြစ်ဖုန်းလိုင်းတွေကိုပြန်လဲရရှိအောင် ကူညီနိုင်သလောက်ကူညီပေးကြပါဦးပြည်သူမှာပြည်သူပဲရှိပါတယ်မြန်မာပြည်သူပြည်သားအားလုံးစစ်ဘေးရောတဘာဝဘေးရောကင်းဝေးကြပါစေအမီးမဖော်ပြဖို့ကိုလည်းတောင်းဆိုပါရစေခင်ဗျာမြန်မာပြည်ကြီးအမြန်အေးချမ်းပါစေဆိုပြီးတော့စကိုင်းတိုင်းထိချိုင်မြို့နယ်ကနေပြီးတော့ပြပို့လာတာပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့စီစဉ်ဖို့ပေါ့လေပြပို့လာတဲ့စာတွေကိုနံပါတ်တွေအကောင့်နံပါတ်တွေဒါကျွန်တော်တို့ကဖော်ပြပေးခြင်းမရှိပါဘူးခင်ဗျာ ဒီနေ့ခင်မှာဆိုရင်လည်းကျွန်တော်တို့ဒီဆက်သွယ်ရေးစနစ်ဆိုတာကလူသားတွေအတွက်ဒါမရှိမဖြစ်အရေးပါတဲ့အရာတစ်ခုလို့ဖြစ်နေပါတယ်ဒါအခုလို့ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်လို့အခက်အခဲဖြစ်နေတဲ့ပြည်သူတွေအတွက်အခုလို့ကိုစားပြောပြတာကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာဒီအကြောင်းအရာကိုသက်ဆိုင်ရာအဖွဲ့အစည်းတွေကြားသိစေဖို့ကျွန်တော်တို့စီစဉ်ကနေပြီးတော့ဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကွာကျွန်တော်အခုတစ်ခေါက်ညီမဖက်ပြပေးမယ်ပေးစာကတော့ဘကူတိုင်းထဲကစာပါ ျမကဘကိုးတိုင်းဖြူမြူနယ်ကပြည်သူတဦးပါတဲ့မြန်မာပြည်သူပြည်သားများကျန်းမာကြပါစေအမေတော်ဆန်းစုကြည်နဲ့အမိများအားလုံးကျန်းမာကြပါစေအဆိုးဆုံးအခြေအနေကိုကြော်ဖြတ်ပြီးအကောင်းဆုံးအခြေအနေပြန်လည်ရောက်ရှိပါစေမိသားစုတွေအားလုံးပြန်လည်စုံစည်းနိုင်ပါစေပြည်သူတဦးဆိုပြီးရေးသားပေးပို့လာတာပါရှင်ဟုတ်ကဲ့ပါစာရေးသားပေးပို့လာတဲ့သူရဲ့ဆုတောင်းပြပါစေလို့တော်တူတူဘီဘီကနေလည်းထပ်မံဆုတောင်းပေးလိုက်ပါရရှင် ဟုတ်ကဲ့ပါမတ်တီဗီကလက်ရှိဖန်ဆီးခံထားရတဲ့ဒါလူလူခေါင်းဆောင်ဒေါအောင်သဲစုကြည်ရဲ့အကြောင်းရေးသားထားတဲ့ဒါပေးစာကိုဖတ်ကြားလိုက်တယ်ဆိုတော့ကျွန်တော်မှလည်းဒါလူလူခေါင်းဆောင်အတွက်ပြပလာတဲ့ကြပြားလေးတစ်ပုဒ်ရှိပါတယ်ရေးသားထားတဲ့ကြပြားလေးကိုဖတ်ပြရမယ်ဆိုရင် DBB ရုပ်သံမှာဝန်ထမ်းအားလုံးရှင်လန်းချမ်းမြေ့ပါသည်2016ခုနှစ်ကမဟာသီရိတုဒ္ဓမမာတာလို့ဘွဲတသိအမည်နဲ့အမေစုအကြောင်းကိုကြပြားတစ်ပုဒ်ရေးသားပို့ခဲ့ပူပါတယ်တဲ့ အခုအမေစု280ပြည့်အတွက်သား2ယောက်ကိုစားသားတို့မိမိမာပါစီကြပြကိုခန်းစားရေးပို့လိုက်ပါတယ်ခေါကြပြခေါင်းစဉ်လေးကတော့သားတို့မိမိမာပါစီတဲ့မွေးမြေနဂရာတိုင်းဌာနတို့မေတ္တာပန်းတွေတဝေဝေဖြင့်ဉာဏ်ပြည်ရောက်နေမွေးမြေရဲ့ဖီဖီခါလဲထာဝရခွဲ၍ဝန်းနေကြည်မွဖြစ်မရပြီကိုလာလွယ်ကဆယ်လာမှမွေးတားရင်သွေးထွက် ညမာပြည်ပွားတန်း60အားသွေးချင်းများကို ပွားထားမြစ်တာဂယုနာဖြင့်မုထိတာဟိတ်မမေးစိတ်ကိုရိုဖိတ်တန်တလွမ်းဆွရ၍တာလာနှဖြာဆူတောင်းပါသည်ဉာဏ်ပြည်ချစ်နေမွေးမိမိတတန်းရာကျော်ရှိပါသည်တတန်းရာကျော်ရှိပါသည်စကိုင်းတိုင်းရမပင်မြို့နယ်လင်ငေါ့ရွာကပြည်သူတူဆိုပြီးတော့ရေးသားပေးပို့လာတာပါခင်ဗျာဟုတ်ကဲ့ပါအခုလိုကြ བྱ ာရီရေးသားပေးပို့တဲ့အတွက်ကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ ဒါလာမဲ့ဇွန်လ19ရက်နေ့ဟာဆိုရင်ဒါလူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့ဒါနှစ်80ပြည့်မွေးနေ့ပဲဖြစ်ပါတယ်ဒါစစ်တပ်ကလူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုဖမ်းဆီးထားတာဆိုရင်အခုဆိုရင်၄နှစ်ကျော်ကာလကိုရှိလာပြီဖြစ်ပါတယ်အဲ့ဒီအချိန်ဒီမှာပဲဒါပြည်သူတွေကရောနိုင်ငံတကာကရောပေါ့လေဒါလူလူကောင်းဆောင်ကိုပြန်လဲလှုပ်ပေးဖို့တောင်းဆိုနေပေမဲ့ဒါလက်ရှိချိန်ဒီစစ်တပ်ကတော့ပြန်လှုပ်ပေးတာမရှိသေးပါဘူးခင်ဗျာ ုတ်ကဲ့ပါကျွန်တော်တို့ရဲ့ဒီ talk to dbb အစီအစဉ်ကိုစာရင်းရေးသားပေးပို့တော်မယ်ဆိုရင် email ကနေတဆင့်ရေးသားပေးပို့တော်မယ်ဆိုရင် talk to dbb@gmail.com ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ Facebook ကနေရေးသားပေးပို့တော်မယ်ဆိုရင်တော့ facebook.com မြေဆောင် talk to dbb ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ Viber ဖုန်းနံပါတ်ကနေတဆင့်ရေးသားပေးပို့တော်မယ်ဆိုရင်တော့အပေါင်း66 8211 9469ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကိုအောင်ကျော်ညီမအခုတစ်ခေါက်ဖတ်ပြပေးမယ်ပေးစာကတော့ AR တိုင်းနဲ့ရစာပါတော့တူ DPP မှာကိုအောင်ကျော်နဲ့မတည်ရီရဲ့စာရေးအကြောင်းကြားလိုက်ပါတယ် AR တိုင်းကြောက်လက်မြူကြိုက်လက်မြူနဲ့အင်ယာကြီးကြေးရွာအုပ်စုရွာသားကြီးကြေးရွာမှာတဲ့ယာယီမှုကစစ်မှုရန်အပတ်စဉ်ဟုဆိုကလတိုင်းအိမ်အောင်စုတစုမှာသားတစ်ယောက်ရှိရင်9000နှုန်းနဲ့သားလေးယောက်ရှိတဲ့အိမ်စုနှစ်သိန်းပေးရပြီးသားမရှိတဲ့အိမ်စုရင်လတိုင်းတစ်လကို1000ပေးရပါတယ်တဲ့ အပတ်စဉ်တိုင်းအိမ်ရှိလာပြီးတော့ပေးမလားမပေးဘူးလားမပေးရင်ရုံးကိုစတင်ပြီးဖမ်းခိုင်းမယ်ဆိုပြီးချိန်ချောက်အာဏာပြပါတယ်။အလုံးလုံးလို့ရသည်မတလားတလားဝင်ငွေအလုံးကသူတို့ကိုလာစင်ပေးနေကြရပါတယ်။တချို့ဆိုမရှိတဲ့ကြားထဲကငွေတိုးယူပြီးစစ်မှုရမ်းကြီးလာစင်ပေးရပါတယ်။ဒါကိုအများသိအောင်ဖကြားပေးစီလိုပါတယ်ဆိုပြီးရေးသားပေးပို့လာတာပါရှင့်။ ဟုတ်ကဲ့ပါမတီဒီအခုကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ်ဘေးစာကတော့ကျွန်တော်တို့အစီအစဉ်နဲ့ပတ်သက်ပြီးတော့မေးမြန်းလာတဲ့ဘေးစာပဲဖြစ်ပါတယ်ခင်ဗျာသူ့ရဲ့မေးမြန်းချက်မှာဆိုရင်ပေးပို့လာတဲ့စာရီအကုန်လုံးကိုတဲ့ဖတ်ပြပါသလားတဲ့ဒါမှမဟုတ်ဖတ်ပြတဲ့အက်ဒီတာကမကြိုက်လို့ခြံလှက်ထားခဲ့တဲ့စာရီရောရှိပါသလားရှင်ဖြေချပေးပါနော် DPP ကိုအမြဲအားပေးနေပါတယ်ဆိုပြီးတော့ရေးသားပေးပို့လာတာပါခင်ဗျာ ဟုတ်ကဲ့ပါကျွန်တော်ရဲ့အစီအစဉ်အားဆိုရင်ဒီ editor ကကြိုက်ချင်းမကြိုက်ချင်းဆိုတာထက်အများပြည်သူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသာဖျားပြပေးတာဖြစ်ပါတယ် တဦးတယောက်ဒါမှမဟုတ်ရင်အဖွဲ့အစည်းတစ်ခုကိုဒါအခြေမြင့်မရှိဘဲနဲ့ပုတ်ခတ်ရေးသားဆော်ကားထားတဲ့စာတွေကိုတော့ဖော်ပြလိမ့်မရှိပါဘူး။ဒါတစ်ခါလေကြရင်လည်းဒါဖိပုတ်လာတဲ့စာတွေကအများများတာဖြစ်တဲ့အတွက်ကိုအချိန်အခက်ခဲကြောင့်ချန်လက်ထားခဲ့တာတွေရှိပါတယ်။အဲ့လိုချန်လက်ထားခဲ့တဲ့ဆိုပေမဲ့လည်းနောက်တစ်ဖက်မှာကျွန်တော်တွေပြန်လည်ပြီးတော့ဖတ်ပြပေးပါရခင်ဗျာ။အခုလိုမျိုးတော်တူ DVB ကိုဆက်သွယ်လာပေးလို့လည်းကျေးဇူးတင်ပါတယ်။နောက်ထပ်ပေးစာတွေကိုလည်းဆက်လက်ပေးဖို့ကိုမျှော်လင့်မိပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ကိုအောင်ကျော်ညီမအခုတစ်ခေါက်ဖတ်ပြပေးမယ်ပေးစာကတော့မကွေးတိုင်းပခုတ်ကူမျိုးကပေးစာပါပြည်သူကိုအနိုင်ကျင့်ငွေကောက်ခံနေတဲ့သူတွေကိုတဲ့လျှက်စစ်ဝင်ကြီးဌာနတာဝန်ရှိသူတွေနဲ့တူထိရောက်စွာအရေးယူနိုင်ရန်စာရေးလိုက်ပါတယ်တဲ့ပခုတ်ကူမျိုးပခုတ်ကူမျိုးပေါ်မှာလျှက်စစ်မီတာခါတွေကိုတဲ့အသစ်တက်ပေးပါတယ်တဲ့အခုကာလအားလုံးခက်ခဲနေတဲ့အချိန်မှာပြည်သူရဲ့သဘောဆန္ဒမပါဘဲရခိုင်တက်ဆင်ထားတဲ့လျှက်စစ်မီတာတွေကိုဖြုတ်သိမ်းပြီးလဲလဲတက်ဆင်ပါတယ်တဲ့လဲလဲတက်ဆင်တဲ့နေရာမှာအခမဲ့တက်ဆင်တာမဟုတ်ဘဲနဲ့ မီတာတက်စင်ကားကိုလျှက်စစ်မီတာဆက်ဖိုးက18000တက်စင်ကားက3000ကောက်ပါတယ်တဲ့ပြည်သူသဘောဆန္ဒနဲ့လဲတဲ့ရာမဟုတ်ဘူးတဲ့လျှက်စစ်ဌာနကသူ့သဘောတူဆောင်ပြီးဝင်ကြီးဌာနကလုပ်တဲ့အလုပ်ကိုပြည်သူစီကကောက်ခံနေတဲ့အကြောင်းတိုင်ဝင်ရှိသူတွေသိအောင်ပကုတ်ကူ